ရှမ်းတောင်မိုင်းကင်မြို့နယ် KNW ကျင်းရွာအုပ်စုမန်ပွန်းရွာက SSPB ရဲ့တပ်သားတို့ထွက်ပြေးသွားလို့ဆိုပြီးရွာထဲကအတက်မပြေသေးတဲ့အမျိုးသမီးငယ်လူအုပ်ကိုရှမ်းပြည်တိုးတက်ရေးပါတီ SSPB တပ်ကဖမ်းဆီးသွားခဲ့တယ်လို့ဆုံဆန်းတရှိရပါတယ်။ပြီးခဲ့တဲ့မေလ19ရက်မနက်ခွန်းနိုင်ဝင်းကျင်မှာအသက်17နှစ်အရွယ်လွေအေးထွေးနဲ့အသက်23နှစ်အရွယ်လွေအေးဝန်တို့လက်ဖက်ချံကိုတွားနေစဉ် SSPB တပ်က ရွာထဲဝင်လာပြီးဖမ်းဆီးသွားခဲ့တာလို့ဖြစ်စဉ်ကိုတရှိသူဒေတာခန်တူကပြောပါတယ်။ရွာထဲမှာဖမ်းတာကလေးနှစ်ယောက်ကလက်ဖက်တော့ခိုးမလို့စစ်သားလဲလာပြီးဆိုတော့သူတို့နဲ့သွားတော့ဖမ်းသွားတာ။ရွာက SSPP ရဲ့တပ်သားတယောက်ထွက်ပြေးသွားလို့လေအဲကြောင့်မို့ဖမ်းတာ။သူထွက်ပြေးရလဝက်လောက်ပဲရှိအောင်မယ်ထင်တယ်။ရွာတိပြောင်းဝဲထည့်ပြေးမှအကလေးနှစ်ယောက်ကိုပြန်လွတ်ပေးမယ်တဲ့။ လူတစ်ပြန်ဝဲထဲဖို့ကပတ်စံဆူရအောင်မှာတအိမ်ကိုပတ်စံဘလောက်ကြမလဲမသိဘူး။ရွာကလူတွေလည်းအဆင်မပြေကြတော့ပတ်စံကမရသေးဘူး။ဖန်စီသွားတဲ့ကလေးတွေကိုပြန်လွတ်ပေးဖို့ရွာတကြီးနဲ့ကလေးမိသားတွေက SSPP တပ်ထံတွားရောက်တောင်းဆိုခဲ့ပေမဲ့ထွက်ပြေးသွားတဲ့တပ်သားအတွက် လူအစားထိုးပြန်ပေးနိုင်မှပြန်လုပ်ပေးနိုင်မယ်လို့ဆိုပါတယ်။လက်ရှိမှာတော့အဲ့ဒီအမျိုးသမီးငယ်နှစ်ဦးကိုလွယ်ခူးရွာရှိ SSPP တပ်စခန်းမှာဖမ်းဆီးထိန်းထိန်းထားပြီးရွာသူရွာသားတွေက SSPP တပ်ကိုတပ်သားတစ်ပြန်ပေးနိုင်ဖို့လူငါးပေးဖို့စီစဉ်နေပြီးလူတအူးကို380ကျပ်နဲ့ငားရမယ်လို့ဆိုပါတယ်။အလားတူလုံစန်းမောင်တော်ကုံပောင်းလွဲရွှဲမောက်လန်းနောင်ဆန်ဖူတုံလောတန်ကေတုဟန်ငိုင်းဖူခဲ စတဲ့ရွာတွေမှာပြီးခဲ့တဲ့နှစ်တွေကတရွာကိုလူတအူးသား SSPP တပ်ထဲတွားရပြီးမဲ့2025ခုနှစ်ဇန်နဝါရီလကစပြီး SSPP တပ်ကတအိမ်ကိုတအူးနှောင်းစစ်မှုထမ်းဖို့ကောက်နေတယ်လို့ဒေသခံတွေကပြောပါတယ်ရှင်။